ျွန်တော်တို့အခုကတော့ဒါအမရပရဒါရှိတယ်ပုံလို့ရအောင်ဒါတော့သွားနေပြီ။ဒါလည်းမြန်ရင်တွေးရတဲ့အတိုင်းပဲပေါ့နော်။ကျွန်တော်တို့ဒါလမ်းလေးရရန်ကုန်မှာအဲကျွန်တော်တို့တက်သိပ်ပြီးတော့စီမီရတယ်ပေါ့မပါဘူး။အဲပြီးတော့ဆိုလို့ရှိရင်တော့ဒီဘုံကကျွန်တော်တို့ဒီပလီတွေတော်တော်များများကအထိခိုက်ပျက်စီးရှိသွားဆိုပြီးကျွန်တော်တို့ကြားထားတယ်။အလဲပလီရပြီးတော့ကျွန်တော်တို့ဟာကြီးလင်းပလီပေါ့နော်။အဲ့ဒါကတော်တော်လေးဥမာအထိခိုက်ပျက်စီးများပြီးတော့ အဲကျွန်တော်တို့ဒါဝိကျဆူတောင်းနေတဲ့အချိန်ဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ဒါလူထိခိုက်လေကျွန်တော်တို့ကိုများတယ်ဆိုပြီးတော့ကျွန်တော်တို့ဒါတိထားရပေါ့နော်အဲပြီးသွားဆိုလို့ရှိရင်တော့ကျွန်တော်နောက်တစ်ခုကြားထားတာကဒီအဲဘုံရွာထဲမှာရှိရဲ့ဒီတာလီဆော့တံတားဆိုတာရှိရဲ့အဲတံတားကလေကျွန်တော်ကျူးသွားဆိုပြီးကြားတယ်အခုအဲနေရာမှာရှိတယ်ကျွန်တော်ဒါမြေကြီးခြေလီလေးပဲဖြစ်ပါတယ်ဒီနေ့ကတော့9ရက်4လ2025လေးဖြစ်ပါတယ်ခင်ဗျာ အခုကတော့ကျွန်တော်တို့ဒါဘုံဦးကျေးရရာလုံးကျုပ်ပေါ်တော့ကျွန်တော်တို့ဒီငလျင်ဘေးတင်းတဲ့အတွက်ကိုဒီဘက်မှာလာပြီးတော့ကျွန်တော်တို့ဒါအငယ်ကင်းစီဖို့အတွက်ဒီမှာလာပြီးတော့အဲရွှေပြောင်းပြီးတော့နေနေထိုင်ကြတာဖြစ်ပါတယ်လာလူတဲ့လူတွေကလည်းအများကြီးပဲအဲပြီးတော့ဆိုလို့ရှိရင်ကျွန်တော်တို့ဘာမနေရဆိုလို့ရှိရင်သုံးခါလောက်တယ်ပြောတယ်ဒီနေ့မနက်ကျွန်တော်တို့ဒီ9ရက်နေ့ပေါ့နော်ဒီနေ့9ရက်နေ့ဆိုတော့သူမနက်ကနေနှစ်ခါတော့ထပ်ပြီးတော့လှုပ်သွားရဲဆိုတော့ဒါတကယ်ကိုမှကျွန်တော်တို့ဒါဆက်ပြီးတော့တတိထားမယ်အနေထားပဲဖြစ်နေပါပဲ